မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံအနန်းကွင်းဗျူဟာမှာဗျူဟာမူဘုံမူကြီးမောင်လွယ်ဟာတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီးတော့ဂျေးနန်းများကိုအထက်ကိုလိမ့်လည်တင်ပြပြီးတဲ့နောက်သူရဘွဲ့ရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တိုက်ပွဲတွေနေတိုင်းဖြစ်တဲ့ပုံစံမျိုးနဲ့ဂျေးနန်းတွေကိုလိမ့်ပြီးတင်တဲ့ ိုက်ပွဲတစ်ခါဖြစ်လို့ဒဏ်ရာ၁၀ရောက်လောက်ဒဏ်ရာရတယ်ဆိုရင်သူကတစ်ခါတည်းမတင်ဘူးနေတိုင်းတိုက်ပွဲဖြစ်တဲ့ပုံစံမျိုးဖြစ်အောင်လို့နေတိုင်းကိုဒဏ်ရာရတဲ့စည်ရင်တွေကိုတင်ပြီးသူရပွဲရအောင်လှုပ်သွားတာလို့အနိုင်ကွင်းဗျူဟာအခြေအနေကိုသိနေတယ်ဖရဲသည့်တအုပ်ကပြောပြထားပါတယ်ပြီးခဲ့တဲ့လွတ်လပ်ရင်းတွေကစစ်တပ်ရဲ့စွမ်းရည်ဆိုင်ရာဘွယ်များပိတ်အပ်ရာမှာရတာခါကဘုံမူကြီးမောင်လွင်ကိုသူရပွဲပိတ်အပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့အနိုင်ကွင်းဗျူဟာစခန်းကုန်းကို KNL နဲ့ PDF ပူးပေါင်းတပ်များကပြီးခဲ့တဲ့နှစ်လယ်ပိုင်းလောက်ကစပြီးတော့ပိတ်ဆို့တိုက်ခိုက်နေခဲ့ပြီးတော့ယခုချိန်ထိကိုစခန်းကုန်းကိုပိတ်ဆို့ထားဆဲဖြစ်တယ်လို့သိရပါဗျ။ ်ပြီးခဲ့တဲ့လပိုင်းကတမ44ကဗျူဟာမူတူဦးဆောင်ပြီးတော့အနန်းကွင်းဗျူဟာကုန်းကိုစစ်ကူလိုက်လာတဲ့စစ်ကြောင်းကိုတော်လိုင်းအင်အားစုများကကြားဖြတ်တိုက်ခတ်ခဲ့တဲ့အတွက်စစ်ကြောင်းဟာတောက်ဝက်လောက်ကိုပြုံးတီးသွားခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းတမ44ကဗျူဟာမူနဲ့အဖွဲ့ဟာအနန်းကွင်းဗျူဟာကုန်းအထိကိုရောက်အောင်သွားနိုင်ခဲ့ပြီးတော့အနန်းကွင်းဗျူဟာမှာဗျူဟာမူ၂ယောက်ရှိနေတယ်လို့သိရပါတယ်။အနန်းကွင်းဗျူဟာကနေ ူရဘွဲ့ရရှိသွားတဲ့ဘုံမူးကြီးမောင်လွင်ဟာအနန်းကွင်းဘူဟာကနေရတခကိုပြန်ချင်တော်လဲရဟယင်ဆင်းလို့မရတဲ့အတွက်မပြန်နိုင်ဘူးဖြစ်နေတယ်လို့သိရပါတယ်အနန်းကွင်းဘူဟာဂုံးဟာ KNU တပ်မဟာ6နယ်မြေမှာတရှိပြီးတော့ KNL နဲ့ PDF ပူးပေါင်းတပ်များကဝိုင်းပတ်ပိတ်ဆို့ထားခြင်းကိုခံရရကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္ဂနွေလုံးလျှက်စက်ဓာတ်အားမလုံလောက်မှုဟာ စီမံကိန်းများကိုကန့်ဝတ်ခဲ့တဲ့သူတွေကြောင့်ဖြစ်တယ်လို့မင်းအွန်လိုင်းကအပြစ်တင်ပြောဆိုလိုက်ပြီး2005ခုနှစ်မှာစတင်ခဲ့တဲ့လျက်စက်ဓာအားပေးစက်ယုံစီမံကိန်းများအောင်မြင်ခဲ့ရင်တနိုင်ငံလုံးဓာအားတွေလုံလောက်စွာရရှိနေမှာဖြစ်တယ်လို့မင်းအွန်လိုင်းကအပြစ်တင်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကပြည်ဦးလွယ်မှာစီးပွားရေးလုပ်ငန်းရှင်များနဲ့တွေ့ဆုံတဲ့အချိန်၎င်းကလျက်စက်ဓာအားမလုံလောက်မှုဟာ၎င်းတို့စစ်ကောင်စီရဲ့အပြစ်ကြောင့်မဟုတ်ပဲလျက်စက်ဓာအားပေးစက်ယုံများတိစောက်ချင်းစီမံကိန်းများအပေါ်ကန့်ကွက်တဲ့သူများကြောင့် လုပ်ငန်းအကောင့်ထည့်ဖော်မှုများရပ်တန့်သွားခဲ့ရကြောင်းအပြစ်တင်ပြောဆိုလိုက်ပါတယ်။2005ခုနှစ်မှာစတင်ပြီးတော့အကောင့်ထည့်ဖော်ဆောင်ရွက်ခဲ့တဲ့လျှက်စစ်ဓာအားပေးစက်ရုံများတိစောက်ချင်းစီမံကိန်းများအောင်မြင်ခဲ့မယ်ဆိုပါကယခုအချိန်မှာမိမိတို့နိုင်ငံအနေနဲ့လျှက်စစ်ဓာအားများလုံလောက်စွာရရှိနေမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။သို့တော်လည်းလျှက်စစ်ဓာအားပေးစက်ရုံတိစောက်ချင်းစီမံကိန်းများကိုနီလန်အမျိုးမျိုးနဲ့အနောက်ရှက်ပေးခဲ့မှုများကြောင်းစီမံကိန်းများဟာရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်းမင်းအောင်လိုက်ကပြောဆိုလိုက်ပါတယ်။ စစ်တပ်ကအာဏာသိမ်းတဲ့အချိန်မှာလျှက်စစ်နဲ့ပတ်သက်ပြီးတော့အခက်အခဲများရှိတဲ့အတွက်အချိန်တိုအတွင်းမှာအောင်မြင်ပြီးမြောက်နိုင်တဲ့နေရောင်ခြည်စွိုင်းအင်သုံးလျှက်စစ်ဓာအားထုတ်လုပ်ခြင်းစီမံကိန်းများကိုအားပေးဆောင်ရွက်ခဲ့တယ်လို့ပြောဆိုထားပါတယ်။ အဲ့ဒီစီမံကိန်းများအောင်မြင်ပြီးစီးသွားပါကလျှက်စစ်မိများလုံလောက်စွာရရှိလာမှာဖြစ်ကြောင်း၎င်းကစိုးပြတ်မှတဲ့ဒါပြင်လုပ်ငန်းရှင်များအနေနဲ့ကုန်ထုတ်လုပ်ငန်းများအတွက်လိုအပ်တဲ့လျှက်စစ်မိလိုအပ်ချက်နဲ့ပတ်သက်ပြီးတော့လည်းနေအောင်ခြေဆွမ်းအင်သုံးလျှက်စစ်ဓာအားထုတ်လုပ်ခြင်းလုပ်ငန်းများကိုဒပိုင်တန်တန်ဆောင်ရွက်နိုင်ကြောင်း၎င်းကပြောဆိုထားပါတယ် UMFCCI ကုန်တယ်များနဲ့စမုလမ်းမှုလုပ်ငန်းရှင်များအသင်းချုပ်ကအဖွဲ့ဝင်စီးပွားရေးလုပ်ငန်းရှင်တအုပ်ကလက်ရှိလျှက်စစ်မိဟာစမုစုံများမှာတောင်မှလုံးဝမိမရတော့ကြောင်းပြောဆိုထားပါတယ် ဒီဇယ်မီးစက်ကြီးများနဲ့စက်ရုံနဲ့လုပ်ငန်းများလဲပတ်နေရပြီးတော့ဒီဇယ်စီကိုလည်းလုံလောက်စွာဝယ်လို့မရတဲ့အခက်အခဲများဖြစ်ပေါ်နေတယ်လို့ပြောဆိုထားပါတယ် စမှုစုံများမှာစက်ရုံတချို့ဟာလျှက်စင်ပြီးမရတော့တဲ့အတွက်လုပ်ငန်းများကိုရပ်ဆိုင်းထားရတာတွေလည်းရှိတယ်လို့ပြောဆိုထားပါတယ်။အထက်ချုပ်တွေကတော့ဒီဇယ်မီးစက်ကြီးတွေနဲ့လုပ်ငန်းလည်ပတ်ကြတယ်။လုပ်ငန်းသေးရင်တော့ကုန်ကျစရိတ်နဲ့ပြန်ရတာမကံပြီးတော့အသေးစားလုပ်ငန်းတွေအကုန်လုံးကတော့ရပ်သွားပြီ။ရန်ကုန်မြို့လယ်ကောင်မတော်မှာညမန်ကြီးမှောင်နေမဲမဲဖြစ်နေတာဆိုတော့စီးပွားရေးလုပ်ငန်းအတွက်ရေရှည်မှလျှက်စင်ပြီးပြဿနာနဲ့လည်ပတ်ဖို့ကအတော်လေးကိုခက်ခဲပါတယ်။ အခုကတော့အစိုးဆုံးအခြေအနေကိုရောက်နေပြီလို့၎င်းကပြောဆိုထားပါတယ်။တနနိုင်ငံလုံးမှာတရက်ကိုလျှက်စက်ဓာတ်အားလိုအပ်ချက်ဓာတ်အား9443မဂါဝတ်ရှိတော့လေ။လက်ရှိမှာတရက်ကိုဓာတ်အား1600မဂါဝတ်ကျော်ရာဂိုင်နှုန်းအဖြစ်29ရာဂိုင်နှုန်းကျော်ဝင်ကျင်သာထုတ်လုပ်နိုင်တော့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ်စည်ရည်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ကနေတဆင်း AA ကပဲခူးတိုင်းဗရောင်းမြို့နယ်အုတ်ရှိပင်မြို့အတွင်းကိုဝင်ရောက်ပြီးတော့တိုက်ခိုက်လာမာကိုစိုးရိမ်နေတဲ့အတွက် ုတ်ရှိပင်မျိုးနဲ့မိုးထီတောင်မှာစိတ်ကောင်းစီကခံစစ်ပြင်ဆင်နေပြီးတော့အုတ်ရှိပင်ပဒေါန်လမ်းတလျှောက်ကရွာများကိုစိတ်ကောင်းစီကလက်နက်ကြီးများနဲ့နေတိုင်းလိုလိုပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘကူတိုင်းအုတ်ရှိပင်ပဒေါန်လမ်းမိုက်မှာရှိတဲ့ကြီးရွာများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့နေတိုင်းပစ်ခတ်နေတဲ့အတွက်ပြည်သူများဟာမြို့ပေါ်ကိုစစ်ရှောင်နေရကြောင်းဒေသတွင်းစီရေးသတင်းအရင်းမြစ်ကပြောဆိုထားပါရယ်။အုတ်ရှိပင်ပဒေါန်လမ်းမိုက်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကလမ်းမိုက်တလျှောက်မှာရှိတဲ့ကြီးရွာများဘက်ကို နေတိုင်းလိုလိုလက်နက်ကြီးများနဲ့ရန်တပ်ပြစ်ခတ်နေခြင်းကြောင့်ခြေရွာများကပြည်သူများဟာအုတ်ရှိပင်မြို့ပေါ်ကိုစစ်ဘေးတန်းရှောင်မှုများရှိနေကြောင်းသိရှိရပါတယ်။ဇန်နဝါရီလ12ရက်နေ့ညနေပိုင်းမှာအုတ်ရှိပင်မြို့မှာအကြမ်းဖက်စစ်တပ်ကစစ်တပ်လေထီးများမောင်းနဲ့လေ့ကျင့်နေပြီးတော့မြို့ပေါ်မှာစစ်ကားများအဝင်ထွက်တွေများပြားနေကအေယာဝတီတိုင်းမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်ဘက်ကိုစစ်ကောင်စီတပ်သားများပို့ဆောင်မှုတွေရှိနေတယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်ဟာအုတ်ရှိပင်မြို့အနီးမှာရှိတဲ့ မိုးထိပ်တောင်မှာလဲအင်အားအများပြတဲ့ခံစစ်ပြင်ဆင်တွေကမိုးထိပ်တောင်ဟာအပေါ်စီးကနေရာများအားလုံးကိုမြင်တွေ့နေရတဲ့အတော့လက်နေကြီးတက်ဆင်မှုများကိုပါပြုတ်လုံနေကအခိုင်မာတက်ဆွဲနေတယ်လို့သိရပါတယ်။တိုက်ပွဲတွေကတော့အခုတော့ငြိမ်နေတယ်ပေါ့။ဒါပေမဲ့လည်းစစ်ခွေးတွေကလက်နေကြီးတွေနဲ့အုတ်ရှိပင်ဗရောင်းလမ်းပိုင်းတစ်လျှောက်ကိုလက်နေကြီးတွေနဲ့ရမ်းပြီးထုနေတာတွေရှိတယ်။ပြည်သူတွေကတော့ဆက်လက်ပြီးတော့တိမ်းရှောင်နေတာရှိသေးတယ်။မြို့ပေါ်ကိုရောက်လာတဲ့စစ်ရှောင်တွေလည်းရှိတယ်။ပကံခွဲရွာကပြည်သူတွေကတော့ မြို့ရဲဘက်ကိုနေရာရွှေ့နေကြပြီးစစ်ခွေးတွေကတော့မိုးထီတောင်မှာနေရာယူထားတယ်အင်အားကတော့များတယ်မိုးထီတောင်ကအမြင့်ဆုံးတောင်ဆိုတော့အပေါ်စီးကနေနေရာယူထားတဲ့သဘောပေါ့အုတ်ရှင်ပင်မြို့ပေါ်မှာလဲစက်တက်လေထီးတွေမောင်းနေလေးကျင့်နေတာတွေလည်းရှိတယ်လို့ဒေတာရင်းတော်လိုင်းရေးသတင်းအေးမြစ်ကပြောပြထားပါတယ်အချက်ဖတ်စစ်တပ်ဟာအုတ်ရှင်ပင်မြို့မှာရှိတဲ့တပ်တချို့ကိုလည်းပြည်မြို့ဘက်ကိုရွှေ့ပြောင်းနေမှုများလှုံ့ဆော်နေပြီး DC ကားများမှာလက်နက်ကြီးများတပ်ဆင်ထားကဂျမ်းမာများကိုလည်းထတ်တိုးပြီးတော့တပ်ဆင်ထားကြောင်းသတင်းအရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတိုင်းမင်းဘူးမြို့နယ်ရွှေဆက်တော်အနီးမှာရှိတဲ့အိုးပြင်းမဲရွာကိုအချက်ပတ်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မိရှုဖြတ်စည်းခဲ့ခြင်းကြောင့်နေအိမ်36လုံးပြာကျခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ17ရက်နေ့ကမင်းမှုမြို့နယ်ဆွေဆက်တော်အနီးမှာရှိတဲ့အိုးပြင်းမဲ့ကြေးရွာကိုအချက်မဲ့ဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအင်အား150နဲ့လက်နက်ကြီးများပစ်ခတ်ကစစ်ကြောထုံးဝင်ရောက်ပြီးတော့ကြေးရွာအတွင်းမှာရှိတဲ့နေအိမ်36လုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အလားတူပဲအိုးပြင်းမဲ့ရွာကိုဒီဇင်ဘာလ22ရက်နေ့ကလည်းအချက်မဲ့ဆက်တကကြေးရွာအတွင်းကိုဝင်ရောက်တပ်ဆွဲခြင်းကြောင့်ပြည်သူများရွာလုံးကျွတ်ထွက်ပြေးခဲ့ရတယ်လို့သိရပါဗျ။ဒါပေမဲ့ ်ဖွဲ့မပြေးနိုင်မဲနဲ့နေအိမ်မှာကြံခဲ့တဲ့နာမကျန်းဖြစ်နေတဲ့ဥတင်အေးဟာအစာရေစာပြတ်လပ်ပြီးတော့တေဆုံသွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကျေးရွာအတွင်းမှာရှိတဲ့နေအိမ်များကပြည်သူပိုင်ပစ္စည်းများကိုလည်းခိုးယူသွားပြီးတော့ ဖုန်ကြီးเจ้าမှာရှိတဲ့နာယီကားများကိုလည်းကရိန်းနေနဲ့တဲယူသွားတယ်လို့သိရပါတယ်။ရွှေဆက်တော်အနီးနားကဆယ်တော်လို့လူတီများတဲ့အိုးပြင်ပဲခြေရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်တပ်ကအင်အား150လောက်နဲ့ဆက်ကြောင်းထိုးတယ်။လက်နက်ကြီးတွေနဲ့လည်းပစ်ပြီးတော့ရွာကိုဝင်စည်းတာ။သူတို့ဝင်စည်းပြီးတော့ရွာရဲ့တောင်ပိုင်းကနေအိမ်ကွက်တက်တွေကိုမိရှို့သွားတာ အင်ဂျီ36လုံးမီးလောင်ပြကျသွားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။အဲ့ဒီမီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်များဟာ2020ခုနှစ်ကကြေးရွာအတွင်းမှာဖြစ်ပွားခဲ့တဲ့မီးလောင်ကျွမ်းမှုကြောင့်အသစ်ပြန်လည်ဆောက်လုပ်ထားတဲ့နေအိမ်များဖြစ်ပြီးတော့မင်းမှုမြို့နယ်မှာအကြမ်းမဆက်တကပထမဆုံးအကြိမ်ပြည်သူပိုင်းနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းမှာစစ်ကောင်စီတပ်သား2ဦးဟာတနက်နက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးဟာတနက်နက်လက်ကိုယူဆောင်လာပြီးတော့ဒေသခံပြည်သူတဦးစီကနေတဆက်ဆက်သွယ်ပြီးတော့ပဲခူးခရိုင်အမှတ်နဲ့တိုက်ရင်ထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာသူများကိုလည်းတိုက်ရင်မှုကိုယ်တိုင်ဦးဆောင်ပြီးတော့နှွေးထွေးစွာလက်ခံကြိုးဆုပ်ခဲ့တယ်လို့သိရပါတယ်။ အလင်းဝင်လာတဲ့စစ်သားနှုတ်ဟာ MA1 တနက်တက်လက် MA3 တနက်တက်လက်ကြီပေါင်း၈ခု 5.56G 200တောင်းတို့ကိုပါယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းကြောင့်ကွန်ပျူတာစုငွေများနဲ့ချင်းမြေပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအလင်းဝင်ရောက်လာတဲ့စစ်သားနှအုပ်ကိုဘေးကင်းလုံခြုံတဲ့နေရာများစီစဉ်ပေးခြင်း၊ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊လိုအပ်တဲ့မှတ်တမ်းကောက်ယူခြင်းနဲ့၎င်းတို့ဆက်လက်လှုပ်ဆောင်ခြင်းနဲ့အရာများကိုလှုပ်ဆောင်ပေးခြင်းများကိုတိုင်ရင်တာဝန်ရှိသူများရဲ့ညွှန်ကြားချက်များနဲ့အညီ ပံပိုးကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။ကြံရှိနေတဲ့စေကောင်းစီတပ်သားများအနေနဲ့လည်းပြည်သူနဲ့အတူပူးပေါင်းပြီးတော့အလင်းဝင်ရောက်ရန်ဘကိုးခရိုင်အမှတ်နဲ့တိုက်ရင် P2 3702ကတိုက်တွန်းထားပါတယ်။အလားတူပဲမကွေးတိုင်းပေါ့မြုံမှာရဲစခန်းကရဲတပ်သားတို့ဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ကြောင်းရဲစကြုံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ဇန်နဝါရီလ10ရက်နေ့က ပေါ့မြို့မှာရဲစခန်းမှာတာဝန်ကျနေတဲ့အသက်28နှစ်အရွယ်ရဲတပ်သားအေဂျင့်အောင်ဟာပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖထန်းကိုဆက်သွယ်ပြီးတော့ G3 အမျိုးအစားတနက်တလန် G3 G အတောက်60ရုံးနဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်သူက2015ခုနှစ်ကလေးကရဲတဲ့ကိုရောက်ပြီးတော့ပေါ့မြုံနယ်မှာတာဝန်ကြတာလွန်ခဲ့တဲ့တစ်နှစ်လောက်ကလေးကအလင်းဝင်မှုဆက်သွယ်နေတာအဆင်မပြေလို့အခုမှကျွန်တော်တို့နဲ့ချိတ်ဆက်မိပြီးတော့အဆင်ပြေသွားတာသူတို့စခန်းမှာကရဲဘက်နဲ့စစ်ဘက်ကအဆင်မပြေကြဘူး စစ်သားတွေကရဲတပ်ဖွဲ့ဝင်တွေကိုနိုင်ထက်စီးနေပြုကျင့်နာတွေကအချိန်ရည်တွေများလာတော့သူတို့ကမခံနိုင်တဲ့အဆုံးလက်နက်နဲ့ထွက်ပြေးလာတာလို့ရေစကြိုမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပကဖတာဝန်ရှိသူကရှင်းပြထားပါတယ်အခုလိုမျိုးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့သူရဲတပ်သားအေဂျင့်အောင်ကိုစုဝေချက်သိန်း30ချိမြင့်ပေးခဲ့ပြီးတော့လုံခြုံတဲ့နေရာကိုပို့ဆောင်ကကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့သိရပါဗျ။အဲ့ဒီရဲတပ်သားကို ဘေးကင်းစွာခေါ်ဆောင်ပေးခဲ့တဲ့နေမြေကန်တပ်ဖွဲ့ဂံကောခရိုင် MLA တရင်ကတာဝန်ရှိသူများကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောဆိုထားပါတယ်။ပြည်သူရင်ဝင်ကိုခေါ်လုံကြမယ်စစ်ကောင်စီတပ်သားများအနေနဲ့ယုံကြည်စိတ်ချစွာနဲ့ဆက်သွယ်နိုင်ကြောင်းရည်စကြုံမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းတရေရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကြမှာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ